မင်္ဂလာပါရှင်ဒေါ်လန်ရဲဘော်များအားလုံးနဲ့ဒေါ်လန်ပြည်သူများအားလုံးဘေးရန်ကင်းကွာရှင်လန်းကြပါကြပါစေရှင်29ရက်17လ2025ရက်နေ့တရက်တာတွင်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုနှင့်ခဲရန်ရိတ်ကားထောက်ပို့မှုမှတ်တမ်းများကိုကျမတို့ဝေဟင် Channel မှာတင်ဆက်ပေးသွားမှာဖြစ်ပါတယ်ရှင်ဖေခုံမြို့နယ်တနရာတို့နေပြည်တော်လေတပ်မှတပ်သောဂျက်ဖိုင်တာတစ်စီးဖြင့်ည12:00မိနစ်ခန့်အချိန်တွင် လေကြောင်းတိုက်ခိုက်မှုတစ်ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည် ဝက်လက်မြို့နယ်တနရာသို့မုံရနာမကမှတက်သောဂျိုင်ရိုကော့ပတာ၃စီးဖြင့်မနက်၈:၁၈မိနစ်၈:၁၈မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခတ်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မင်ကင်းမြို့နယ်တနရာသို့ဒရက်ဦးလေတမှတက်သောဂျက်ဖိုင်တာ၅စီးဖြင့်မနက်၉:၁၆မိနစ်၉:၁၈မိနစ်9:29မိနစ်9:26မိနစ်9:29မိနစ် 9နာရီ30မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု6ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။စင်ကူးမြို့နယ်တနရာသို့တရက်ဦးလေးတပ်မှတက်သောဂျက်ဖိုင်တာ3စီးဖြင့်မနက်9နာရီ33မိနစ်9နာရီ35မိနစ်ညနေ4နာရီ38မိနစ်4နာရီ40မိနစ်4နာရီ42မိနစ်4နာရီ43မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု6ကြိမ်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ ထလန်းမျိုးနဲ့တနရာတို့မကွေးလေတက်နဲ့ကလေးလေတက်မှတက်တော့ဝိုင်းတွဲစစ်ထောက်ဖို့ပုံကျဲလေရင်နှစီးဖြင့်မနက်၁၀နာရီ၃မိနစ်နေ့လယ်၁၂နာရီ၄၃မိနစ်ခန့်အချိန်တို့တွင်လေချောင်းတိုက်ခိုက်မှုများပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။တပိတ်ချင်းမျိုးနဲ့တနရာတို့တရက်ဦးလေတက်မှတက်တော့ဂျက်ဖိုင်တာတစီးဖြင့်နေ့လယ်၁၂နာရီ၄၀မိနစ်၁၂နာရီ၄၂မိနစ်တနာ yı 53မိနစ်ခန့်အချိန်တို့တွင်လေကြောင်းတိုက်ခိုက်မှု3ချိန်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။ မြဝတီမြို့နယ်တနေရာသို့မော်ဘီလီတက်နဲ့နေပြည်တော်လီတက်မှတက်သောဂျက်ဖိုင်တာ6စီးဖြင့်နေ့လယ်3:58မိနစ်4:00နာရီ5မိနစ်4:55မိနစ်ခန့်အချိန်တို့တွင် လေကြောင်းတိုက်ခိုက်မှု6ကြိမ်ပြုလုပ်သားခဲ့ကြောင်းသိရှိရပါသည်29နှစ်ရက်10လ2025ရက်နေ့တွင် အကြဖတ်စစ်ကောင်းစီအနေဖြင့်တရက်ဦးလီတက်နေပြည်တော်မကွေမြကြီးနာမိတီလာလီတက်များမှဂျက်ဖိုင်တာဝိုင်းတွင်ဝိုင်းအေး ဂျိုင်ရိုကော့ပတာနဲ့ပါရာမိုတာများပြန်တက်မှုအကျဉ်းရေး53ကြိမ်ခန့်ရှိခဲ့ပြီးမန္တလေးတိုင်း၊စကိုင်းတိုင်း၊ကယားပြည်နယ်၊ကရင်ပြည်နယ်၊ချင်းပြည်နယ်တို့တွင် လေကြောင်းတိုက်ခိုက်ပြန်တက်မှု25ကြိမ်ခန့်ပြုလုပ်သွားခဲ့ကြောင်းသိရှိရပါသည်။မိဘပြည်သူများအနေဖြင့်အကြမ်းဖက်စစ်ကောင်စီ၏လေကြောင်းတိုက်ခိုက်မှုအနေများမှကာကွယ်နိုင်ရန်ဝေဟင်သတင်းပေး Telegram Channel အားစောင့်ကြည့်ခြင်းမိမိနေမည်ရှိ တပ်ဆိုင်ရာတော်လှန်ရေးအဖွဲ့များ၏သတိပေးထုတ်ပြန်ချက်များကို လေးစားလိုက်နိုင်၍နေထိုင်ကြပါယံတိုက်တွန်းလို့ဆိုအပ်ပါသည်။ယခုဖော်ပြခဲ့သောသတင်းများမှာကျမတို့ဝေဟင် channel မှာလက်လန်းမီတို့ရရှိထားသောသတင်းများဖြစ်ပြီးကျမတို့မရရှိခဲ့သောလေကြောင်းတိုက်ခိုက်မှုများလည်းကြန့်ရှိနေနိုင်ပါသေးသည်။မိဘပြည်သူများအနေဖြင့်လေရင်ဖြတ်တန်းတဲ့သတင်းနဲ့လေကြောင်းတိုက်ခိုက်မှုများကိုသိရှိရပါကဝေဟင် Telegram channel ၏သတင်းလက်ခံအကောင့်ဖြစ်သော ဝေဟင်းစကော့ဖို့တို့ဆက်တဲ့တွင်ပို့ပေးကြပါရဲ့မြစ်တာရက်ခန့်အပ်ပါတယ်ရှင်။ယခုကဲတို့လေကြောင်းတိုက်ခိုက်မှုတွင်များအားကြည့်ရှုနိုင်ရန်ကျမတို့ဝေဟင်း YouTube Channel အား Like and Subscribe ပြုလုပ်ထားပေးကြပါအောင်နော်။မိဘပြည်သူရဲဘော်များအားလုံးဘေးကင်းလုံခြုံကြပါစေရှင်။